အရင်ကူလို့ကြောမဲ့ဇဘုတ်တယောက်ဆောင်နွယ်နီကိုမထင်မထားတဲ့စကားတစ်ခေါက်နဲ့အားပေးလိုက်တဲ့စုပန်ချွာတချင်ကဇကားရီမှာအရင်တယောက်ဆောင်အဖြစ်အလုပ်လုပ်ခဲ့မှုတဲ့နွယ်နီကတော့အစမပြေဖြစ်နေတာကြောင့်အရင်ကူအလုပ်အဖြစ်လောက်ကင်ကျင်တဲ့အကြောင်းအကူအညီတောင်းခဲ့ပါတယ်နွယ်နီကိုဝီဒီယိုဇကားရီမှာမကြာခဏမြင်တွေ့ခဲ့ရပြီးပြည်သူတွေနဲ့ယဉ်နေပြီးသားဖြစ်ပါတယ်ရှင်မြန်မာနိုင်ငံမှာကတော့အဓိကဆက်ဆောင်မင်းသားမင်းသမီးတွေကအမှုပညာကြီးကိုမြင်များဆက်ဆံရရှိကြပြီးမြေဇဘုတ်စည်ရန်တွေကတော့စောင့်ဝင်နေပြည်လျောင်းလောက်သာရရှိကြပါတယ်ဒါတွေမကသေးပဲတချို့သောဇဘုတ်စည်ရန်တယောက်ဆောင်တွေကရိုက်ကောမှာအနိုင်ခံရတာအပြောခံရတာ တွေကိုလည်းခန်းစားရလို့ဒီအလုပ်ကိုစွန့်ခွာသွားကြသူတွေလည်းရှိပါတယ်။အခုနောက်ပိုင်းမှာတော့ဇက်ဖို့ဇယံတွေနဲ့လူကြံတွေကအလုပ်ကန်ရှာပါလာပြီးရတဲ့အလုပ်တွေကိုလုပ်နေရပါတယ်။နာမည်ကြီးတဲ့အနုပညာရှင်တွေတောင်အခုထိစူးစမ်းနေရဆက်ဖြစ်လို့ဇက်ဖို့ဇယံတွေကတော့အရင်ကထက်ပိုပြီးတော့ကြက်တဲလာပါတော့တယ်။နွေနီကဇက်ကားတွေမရိုက်ကူးရတော့တာကြောင့်အရင်ကအလုပ်လုပ်ဖို့အတွက်အကူအညီတောင်းခံလာပြီးတော့အနုပညာလောကတွေကမိတ်ဆွေတွေကစိတ်မကောင်းဖြစ်ကြရပါတယ်။စူပန်ထရာကလည်းနွေနီအတွက်စိတ်မကောင်းဖြစ်နေပြီးအရင်ကလုပ်ရတာကရှက်စရာမဟုတ်တဲ့အကြောင်းပြောလိုက်ပါတယ်။တချို့တွေကတော့အရင်ကလုပ်ရတာကိုသိငဲ ကြပြီမဲ့စုပန်ထရာကတော့အနွေဒီကိုတိမ်ငန်စိတ်မဝင်စေချင်မဲ့စုပန်ထရာလည်းအင်ရှင်မတယောက်ဖြစ်တဲ့အတွက်အင်ရလုတ်တီကိုနေ့စဉ်လောက်ကင်နေရတယ်လို့ဆိုပါတယ်။အင်ရလုတ်တီကိုလောက်ကင်ပြီးမဲ့လည်းအင်ရှင်မဖြစ်တာကြောင့်ငွေလည်းမရဘဲအနွေဒီကမှအင်ရလုတ်လေးလုံရင်းနဲ့ငွေရသေးတယ်လို့အပြေးလိုက်ပါတယ်။အမေရိကန်မှာလည်းအင်ကိုလောက်သူတွေကလစာကောင်းတာကြောင့်စုပန်ထရာလည်းအမေရိကန်ရောက်ရင်အင်ကိုလောက်ရင်းနဲ့လောက်ဖြစ်လောက်တယ်ဆိုပြီးတော့အပြေးစကားပြောလိုက်ပါတယ်။စုပန်ထရာကနာမည်ကြီးမင်းသမီးဖြစ်ပေမဲ့လည်းအင်ကိုအလုရှာနေတဲ့အနွေဒီကိုစိတ်ဓာတ်မကျအောင်အပြေးစကားပြောလိုက်တာဖြစ်ပါတယ်။စုပန်ထရာကအင်ရှင်မပိသားသူဖြစ်တဲ့အပြင်အမျိုးသမီး ီးတွေရဲ့ဘဝကိုလည်းဆန္ဒပေးနိုင်တဲ့သူပါဇဘုတ်စင်ရနီကိုလည်းမခွဲခြားပဲဆက်စံတတ်သူဖြစ်လို့နွယ်နီကိုယူသားတဲ့အလုပ်လုပ်ရတာအမငယ်ဖို့အတွက် အပိစကားတွေပြောလိုက်ပါတယ်။စူပန်ဒရိုင်းအပိစကားကြောင့်နွယ်ဒီကတော့ကျေးဇူးလက်တင်နေပြီးတော့အင်အကူလုပ်ဖို့လည်းမသိငယ်တော့ပါဘူး။နွယ်ဒီကသူ့ကိုအပိမဲ့သူမလို့ခြင်းမဲ့အလုပ်ပေးမဲ့သူကိုပဲလိုချင်တာဖြစ်ပြီးစာဝတ်နေမပြည့်လဲတဲ့အချိန်မှာရှက်ကြောင်နေလို့လည်းမရတော့ပါဘူး။ဇကားတွေမရရတော့တဲ့နောက်မှာနွယ်ဒီကအလုပ်ကင်လိုအပ်လာခဲ့တာကြောင့်မရှက်တဲ့အကူအညီတောင်းခဲ့ရပါတယ်။ခွေးကြောင်ရင်လည်းရသလိုကလေးလက်ထိမိနိုင်ပြီးရိုးသားတဲ့အလုပ်မှန်သမျှလုပ်မယ်လို့ပြောထားခဲ့ပါတယ်။အခုတော့နွယ်ဒီကအင်အကူအလုပ်ကိုလုပ်စီရမလို့တော့ပဲစိုင်းလေးဖွက်လက်သွားမှဖြစ်ပါတယ်။စူပန်ဒရိုင်းရဲ့ဇကားတခွန်ကတော့နွယ်ဒီကိုခွန်အားတွေကိုပါရရှိသွား စီပါရယ်။လူပညာလောကထဲမှာစူပန်ထရာကတော့တခြားသောမင်းသမီးတွေနဲ့မတူပဲစိတ်သဘောထားပြေဝသူတယောက်ပါ။လာဇင်လာတိုင်း23ရက်နေ့ရောင်းရင်လည်းချမင်းဟင်းတွေကိုကိုယ်တိုင်ချက်ပြုတ်ပြီးတော့လှူပေးတတ်တယ်လို့အနုပညာလောကထဲကလိုအပ်သူတွေကိုလည်းကူညီပေးတတ်သူဖြစ်ပါရယ်။စူပန်ထရာကအင်စတမလည်းပြီးသားအောင်နေထိုင်ပြီးတော့နွေနီကိုအင်အင်ကူလို့လုပ်ရတာအားမငယ်ဖို့အတွက်ခွန်အားတွေပေးလိုက်ပါရယ်။စူပန်ထရာကအင်အောင်ကြကြင်မှာတော့သူ့ရဲ့အောင်မြင်မှုတွေကြော်ကြားမှုတွေအားလုံးကိုထားခဲ့ပြီးတော့အင်အောင်ရှင်မဘဝကိုပဲခံယူလိုက်ပါရယ်။ ရုပ်ရှင်မင်းသမီးဘဝမှာလှလှပပနေထိုင်ခဲ့ပြီးမြေအိမ်အောင်ကြပြီးနောက်မှာတော့အိမ်မာတော်မလုပ်ဘူးတဲ့အရင်လုပ်ကြီးကိုတယောက်ချင်းအပြစ်မှန်ခံလို့ကအင်ရှင်မကောင်းတယောက်ပြီးတာအောင်နေထိုင်နေခဲ့ပါတယ်ခင်မုန်းတဲ့အပေါ်မှာလည်းသစ္စာမပြတ်ဘဲနေထိုင်တယ်လို့တာလီကိုလည်းပြုစုပြောထောင်နေပါတယ်စူပန်ချွာကအိမ်လုပ်ကြီးလုံရင်းနဲ့စကားတွေလည်းပြန်ရိုက်နေပြီးတော့သူ့ရဲ့အောင်မြင်မှုတွေကိုပြန်ရအောင်လို့ကြိုးစားနေပါတယ်ရှင် ဇက်ဖို့ဇက်ရံတရုတ်ဆောင်ဖြစ်တဲ့အနွေနီကိုအားမငယ်တော့အောင်သူလည်းအမေရိကန်ရောက်ရင်လာစာကောင်းတဲ့အိမ်အကူအလုပ်ကိုလောက်ကင်မှာပါဆိုပြီးအားပေးလိုက်တဲ့စူပန်ဒရာရဲ့စိတ်ထားလေးကိုပရိသတ်ကြီးတို့ရောသဘောကျရလားဆိုတော့ကွန်မန့်မှာပြောပြပေးခဲ့ပါဦးကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်